မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကို တင်ဆက်ပေးလျက်ရှိပါတယ် ပထမဦးဆုံးနေပြည်တော်တွင်စကိုင်းကလေးကြောင့်ပျက်စီးသွားသောရုံဌာနအဆောက်အုံများကိုမူလတိဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်တွင်စကိုင်းကလေးကြီးကြောင့်ပျက်စီးသွားသော ရုံဌာနအဆောက်အုံများကိုမူလတိဆောက်ခဲ့သောကုမ္ပဏီများကပြင်ဆင်တိဆောက်ပေးရမည်ဟုစစ်ကောင်စီကတရားဝင်ကြေညာပါသည်။ ယမန်နေ့နေပြည်တော်တွင်ပြုလုပ်သောအဆောက်အဦများပြန်လည်အသုံးပြုပြင်ရေးနှင့်အသည့်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ၏ပထမအကြိမ်လုပ်ငန်းညီနိုင်အစည်းအဝေးတွင်ကော်မတီဥက္ကဋ္ဌကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ဤကရင်းသို့ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီ၏ဝါဒဖြန့်တင်းစားများတွင်ဖော်ပြထားပါသည်။နေပြည်တော်တွင်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့သောသခိုင်းငလင်ကြီးကြောင့်အစိုးရဝန်ကြီးဌာနအဆောက်အဦများပြိုကျပျက်စီးခဲ့ရာတွင်နီလန်သုံးသွယ်ဖြင့်ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၎င်းတို့အနေရုံး ာဏအဆောက်အအုံများကိုပြင်ဆင်ရန်မူလတည်ဆောက်ခဲ့သောကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကဆိုပါရယ်စကိုင်းငလင်ကြောင့်နေပြည်တော်တွင်ပြိုကျပျက်စီးခဲ့သောအဆောက်အအုံများစွာအနက်မှတမရအိမ်တော်မှအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဒုတိယတမရနေအိမ်များနှင့်လွတ်တော်ဥက္ကဋ္ဌနေအိမ်များမှထူးကုမ္ပဏီပိုင်ရှင်ဦးဒေဇာကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါရယ်နေပြည်တော်ရှိငလင်ကြောင့်ပြိုကျပျက်စီးသွားသောဝနသ သိတိအားကစားရုံမှာ Mass Myanmar Company ပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။နေပြည်တော်လွှတ်တော်အဆောက်အအုံမှာမူ AC Company ပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီးဦးတင်ဆန်းမှာစစ်ကောင်စီကိုဆက်သွယ်တော်ခြင်းမရှိဘဲတင်းရှောင်သွားကြောင်းသိရှိရပါတယ်။ဘိုးချုပ်ကြီးဟောင်းရွှေမန်းဤသားဒုနိုင်မန်းအောင်တမန်းနေပြည်တော်ကောင်စီဝင်ဘိုးမူကြီးဟောင်းတင်းညွန့်ဤသားကုမ္ပဏီများ မွေးမြူရေးနဲ့စိုက်ပျိုးရေးဝန်ကြီးဌာနဟောင်းဦးမောင်မောင်သိန်းသားကုမ္ပဏီများအပါအဝင်နေပြည်တော်ဆောက်လုပ်ရေးလုပ်ပိုင်ခွင့်များရရှိခဲ့သောစေဘိုလ်ချုပ်ဟောင်းများ၏မိသားစုဝင်များနဲ့အတိုင်းဝိုင်းများမှလည်းတင်းရှောင်ကုန်ကြပြီးတချို့သာစစ်ကောင်စီကို ပြန်လည်ဆက်သွယ်ကြောင်းသိရှိရပါသည်။ငလင်ကြောင့်လေးစိတ်ဆက်သွယ်ရေးတာဝါတိုင်းပြိုကျပြီးနေပြည်တော်လေးစိတ်ဧကမ်းမှပြိုကျမှုအတွက်အဓိကတာဝန်ရှိသူမှာအေရှာဝေါ်ကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီးအေဝမ်ဆောက်လုပ်ရေးကုမ္ပဏီဦးအိုက်ထွန်းပိုင်သောရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီ နီနဲ့ဥဆောင်ဝင်းရှိန်ပိုင်သောဟင်းတာအေယာကုမ္ပဏီတို့မှလည်း၎င်းတို့တိစောက်ခဲ့သောဝင်ကြီးဌာနရုံးများနဲ့စီယုံအဆောက်အအုံများတွင်ပြင်ဆင်တိစောက်ရမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တောင်တာတိုင်းနေရက်ဆက်တိုက်တိုက်ပွဲဖြစ်ပြီးစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဒေသကြီးနင်းချံခရိုင်တောင်တာမြို့နယ်အတွင်းကိုဝင်ရောက်လာသောစစ်တပ်စစ်ကြောင်းကိုနေရက်ဆက်တိုက်တိုက်ခိုက်ချိန်မုန်းခဲ့ရာစစ်သားအလောင်း၅လောင်းစစ်တုံးပန်း၂ဦးနဲ့အတူလက်နက်နှစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်းဗကန်ဘလူးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်။ ဧပြီလ26ရက်နေ့ညအူးမြို့နယ်နဲ့ငသိအောင်မြို့နယ်အတွင်းမှာစစ်သားရဲပြူစောထီများပူးပေါင်းကအင်အားတရာကျော်ခန့်ဖြင့်တောင်သာမြို့နယ်အနောက်ခြမ်းသို့စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းထို့သို့ဝင်ရောက်လာသည့်စစ်ကြောင်းကိုဧပြီလ28ရက်မနက်ပိုင်းမှာတရားရွာမှာတောင်ခမောက်ကျေးရွာသို့စစ်ကြောင်းထိုးလာစဉ်ဒေါ်လန်ရေးပူးပေါင်းတပ်ဖွဲ့မှလက်နက်ကြီးလက်နက်ငယ်များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။တရားကျေးရွာကနေတောင်ခမောက်ဘက်ဝင်လာတဲ့အချိန်လမ်းမှာရှိပြီးကင်တက်စိတ်တွေ့ပြီးတိုက်ပွဲဖြစ်တာကတနအိကျော်ကျော်လောက်ကြာ တဲ့လက်နဲ့ခရံပြတ်သွားလို့ခဏပြန်ဆုပ်ပေးလိုက်ရပေမဲ့ကျွန်တော်တို့ပကံဘလူးတက်ရောက်လာတဲ့အချိန်မှာထပ်ပြီးတိုက်တာနိုင်ဝက်ကြော်ကြော်လောက်ကြတဲ့လေချောင်းပစ်ကူလာလို့ပြန်ဆုပ်ပေးလိုက်ရပါတယ်ဟုပကံဘလူးတက်ဖွဲ့တာဝန်ခံကိုစည်းက ပြောကြားပါတယ်ထို့သောတိုက်ခိုက်မှုတွင်အထိနာသွားသော အကျန်းဖက်စစ်တပ်ကလေချောင်းပစ်ကူခေါ်ကတောင်ကမောက်ကျေးရွာတွင်ဝင်ရောက်တက်ဆွဲပြီးပြည်သူနေအများကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရပါတယ် ထို့နောက်ဧပြီလ28ရက်မနေ့ပိုင်းမှာတောင်ခမောက်ကျေးရွာမှာကြောက်ပရောင်ကျေးရွာမြို့နယ်ကြောက်ပရောင်မြို့နယ်ထောက်ရှာကျေးရွာတို့ထပ်မံစစ်ကြောင်းထိုးလာစဉ်ထောက်ရှာပြည်ကျေးရွာအနီးရောက်ပြည်သူကားဝေးပူးပေါင်းတပ်ဖွဲ့မှထပ်မံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၃နိုင်ခန့်ကြာမြင့်ခဲ့ကြောင်းအထိနာသွားသောအကြမ်းဖက်စစ်တပ်ကလေးချောင်းပစ်ကူ6ကျင်းယူကာကစင်ကရားဖြင့်ငတိယောင်မြို့ဘက်ကိုဆုတ်သွားကြောင်းသိရပါသည်။ရှင်တို့နှစ်ရက်တာတိုက်ပွဲတွင်ရဲတကြက်အလောင်းအပါဝင်စစ်ကောင်စီစစ်ကောင်စီတပ်သားအလောင်း၅လား ောင်း M22 အမျိုးအစားတနက်နှစ်လက်ခေရများနဲ့တူစစ်တုံးပဲနှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်းထို့အပြင်စစ်ကြောင်းအားဦးဆောင်သူစစ်ကြောင်းမှုအပါဝင်စစ်သား43ဦးထိခိုက်ဒဏ်ရာရရှိပြီးစစ်ကြောင်းမှုမှာဝဲလောင်စေယုံတို့ပို့ဆောင်ကုသထားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပကံပြေဘလူးတပ်ဖွဲ့ပေါ်ပါ Protection and Guerrilla Force PPGF ညာဦးခရိုင်တပ်ရင်ကမြင်းချန်ခရိုင်တပ်ရင်တို့ရန်ကြီးအောင် PD ရဲ့ညာဦးမြို့နယ်ပကပါ 21ပကံပီရီရဲ့မိုးမခပြောက်ကြားတက်တောင်းရင်တွေတက်ဖွဲ့ဂလုံးပြောက်ကြားတက်မန်ပါခိုင်ပြည်သူကာကွယ်တက်ဖွဲ့ညောင်းခိုင်ပကဖပြည်သူလွတ်မြောက်ရေးတက်မတော် PLA အမှတ်135တက်ဖွဲ့အနောက်မြောက်စစ်ဒေသ Scorpion တောင်းတာပကဖပုပ်ပါ PGF နဲ့နပတာ904တက်ရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ် စကိုင်းမြို့နယ်အတွင်းသို့ထိုးစစ်ဆန်လာသောအင်အား90ပါတမ33စစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးတပ်များကစုပေါင်းတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ25ဦးထက်မနည်းသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဖျော်ဖျေးဖြစ်ထွက်ပြေးသွားကြောင်းစကိုင်းမြို့နယ်အတွင်းမှာ တော်လှန်ရေးတရင်ရင်မြစ်ကပြောဆိုပါရယ်ဧပြီလ25ရက်နေ့စကိုင်းမြို့နယ်တွင်မင်းခွန်နှင့်ဘဒူချေရွာဘက်ကိုစစ်ကြောင်းထိုးလာသောစစ်တပ်ကိုတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ကစစ်ကြောင်းများစွာခွဲ၍စကိုင်းမြို့နယ်တွင်သို့ဝင်ရောက်နေကြောင်းအေဗီလာ25ရက်နေ့စကိုင်းမြို့နယ်တွင်တနေရာတွင်အင်အား50ပါစစ်တပ်စစ်ကြောင်းကိုစစ်ကြောင်းတစ်ခုလုံးပြုတ်သွားသည့်အထိတိုက်ခိုက်ချိန်မုန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။ စကိုင်းမြို့နယ်တွေကိုစစ်ကြောင်းတွေခွဲပြီးစစ်တပ်ကအင်အားအလုံးရင်းနဲ့ကိုဝင်လာနေတဲ့မြေပြင်ခြေနေကစစ်ရေးရအတော်ကိုတဲမာနေတဲ့အေဗီလာ25ရက်နေ့တိုက်ပွဲမှာစစ်တပ်ကစစ်ကြောင်းပြုတ်အောင်ကျွန်တော်တို့တိုက်ခိုက်နိုင်ခဲ့ပေမဲ့လက်ရှိမှာစခါတွေကအင်အားထက်တိုးပြီးခြိတက်နေလို့အယံသတိထားနေရတဲ့စစ်တပ်ကစစ်ကြောင်းတွေခွဲပြီးတော့ကိုစကိုင်းနယ်ကိုဖြန့်ထိုးနေတာဟုဒေါ်လန်ရေးသတင်းရှင်းမြစ်ကရှင်းပြပါရယ်စကိုင်းမြို့နယ်တနေရာတွင်စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ချိန်မုန်းနိုင်ခဲ့သောစစ်တပ်စစ်ကြောင်းမှာတပ်မ33စစ်ကြောင်း ဖြစ်ပြီးစစ်တပ်ဘက်မှ25ဦးထပ်မံတေဆုံးကြောင်းလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိကြောင်းစစ်ကြောင်းမှအင်အား90ခန့်ပါပြီးအချို့မှထွက်ပြေးသွားကြောင်းသိရှိရပါသည်။ အချင်းနေတွေတည်ငြိမ်ရင်တော့သက်ဆိုင်ရာကဖြစ်ချောင်းကုန်စင်သတင်းထုတ်ပြန်ပါလိမ့်မယ်အခုကတော့နေရအတိအကျရေးတာမျိုးတွေတက်နိုင်ရင်တော့ထင်းထင်းသိမ့်သိမ့်လှုပ်စေချင်ပါတယ်ဟုဒေါ်လန်ရေးသတင်းရှင်မြစ်ကဆက်လက်ပြောဆိုပါရယ်အကြမ်းဖက်စစ်ကောင်စီဤတက်မ33စစ်ချောင်းကိုတိုက်ခိုက်ချိန်မုံရတွင်ဒေသဒေါ်လန်ရေးတပ်ပေါင်းစုံကစုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးခြေရွာ MPG အများကပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ဗမော်မျိုးသိန်းတိုက်ပွဲတွင်စစ်ကောင်စီ၏ကာကင်းစခန်း၅ခုကိုသိမ်းပိုက်ရရှိကာတရင်မှုနှင့်အဖွဲ့ကိုအရှင်ဖမ်းပြီးဖားကန်းကိုထိုးစစ်ဆင်နေသောစစ်တပ်စစ်ကြောင်းများတေဆုံးသူများပြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာဂျမန်နေဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီကကင်းစခန်း ငါးခုကိုထပ်မံသိမ်းပိုက်ရရှိကစစ်တပ်၏တည်ရင်မှုနှင့်အဖွဲ့ကိုအရှင်ဖမ်းဆီးရရှိကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုပါရယ်ဧပြီလ25ရက်နေ့မှစတင်၍ဗမော်မျိုးသိမ်းတိုက်ပွဲမှပြန်လည်ပြင်းထန်လာပြီး KIA KPDF တပ်များကဒုစစ်ကိုအရှိန်မြင့်တင်ခဲ့ကြောင်းရင်းတိုက်ပွဲတွင်စကခ23ကာကင်းစခန်း၅ခုကိုသိမ်းပိုက်ရရှိပြီးစစ်တပ်တည်ရင်မှုနှင့်အဖွဲ့ကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါရယ် စကခ21ရဲ့ကာကင်းစခန်း9ခုကိုထပ်ရတယ်အခုကစကခ21ရဲ့ဗဟုကင်းအထိရောက်နေပြီအဲ့ဒီထဲမှာစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းစစ်တုံးပန်းဖြစ်ဖမ်းဆီးရရှိထားပါတယ်။တိုက်ပွဲတွေပြင်းထန်နေတဲ့စစ်တပ်ကလေရင်တွေနဲ့တစ်ချိန်လုံးဘုံလာကျဲနေတယ်။ကိုယ်ဘက်မှာလည်းအထိခိုက်တွေရှိတယ်ဟု KIA သတင်းရင်းမြစ်ကပြောဆိုပါတယ်။ 2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှစတင်၍ဗမော်မြို့ကိုသိမ်းပိုင်နိုင်ရန် KIA ဥဆောင်သောပူးပေါင်းတပ်များကထိုးစစ်ဆင်ခဲ့ကလက်ရှိအချိန်9လနီးပါးကြာသည့်အထိတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရှိရပါသည်။ အလားတူကချင်ပြည်နယ်ဘာကံမြို့နယ်ကိုစစ်တပ်စစ်ကြောင်းများကချီတက်ထိုးစစ်ဆင်နေရာထိုးစစ်ဆင်လာသောစစ်ကောင်စီတပ်များကို KIA ဦးဆောင်သောတော်လှန်ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းရင်းတို့တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်မှအထိနာပြီးတေဆုံးထိခိုက်မှုများပြားကြောင်းလည်းသိရှိရပါသည်။စာခရီဘက်ကလက်နက်နဲ့ခရဲနဲ့စစ်ပစ္စည်းတွေတင်စီရရှိတာရှိပါတယ်စာခရီဘက်ကဘလောက်တည်တယ်ဆိုတာတော့အရေးအတွက်မသိရသေးဘူးဟု KPD ရဲ့သတင်းရင်းမြစ်ကပြောဆိုပါတယ် ဖေဖော်ဝါရီ24ရက်နေ့မှာစတင်၍ကချင်းပြည်နယ်ဖားကံမြို့သို့မိုးကောင်ကမိုင်းပန်းမှစစ်တပ်စစ်ကြောင်းများအင်အားရချီ၍တက်လာသဖြင့်ဖားကံလမ်းပိုင်းများအားလုံးပိတ်ထားကြောင်းမြေကြီးနားမိုးကောင်ကမိုင်းဘက်လန်ရေကားတာရွာတဝိုက်တွင်တိုက်ပွဲများအကြီးကျယ်ဖြစ်ပွားခဲ့သည့်ဖြင့်ဟိုပင်အင်းတော်ကြီးလမ်းပိုင်းတဝိုက်တွင်လည်းစစ်တပ်ကစစ်ကြောင်းများထိုး၍တိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလုံဆောင်ခဲ့ကြောင်းသိရှိရပါသည်